ဒီဇင်ဘာလ22ရက်နေ့သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးတော့မှာပါဒီကနေ့သတင်းတွေမှာတော့2016 2020ဖန်တာနေ့ရာသုံးမှန်းကြီးငွေစရင်းတွေအတွက်နိုင်ငံတော်သမ္မတရုံးကစုစုပေါင်းအသုံးစရိတ်ချက်11986တသမ6သုံးည8တန်းကိုတောင်းခံခဲ့ရတဲ့ဆိုတဲ့သတင်းမြန်မာကျပ်ငွေနဲ့ရောင်းချတဲ့34ကြိမ်မြောက်အိတ်ဖွင့်တင်တာပလဲရောင်းချပွဲမှာဂျပန်တရုတ်စတဲ့နိုင်ငံသားကုန်တွေပါလာရောက်ဝယ်ယူခဲ့တယ်ဆိုတဲ့သတင်း ဘာကတာဥက္ကဋ္ဌကိုကျော်ကိုကိုကိုမျက်ကွယ်မှာစစ်ဆေးခဲ့တဲ့စစ်ဆေးချက်များအစကပြန်မှတ်တမ်းတင်တဲ့အတွက်တာယာရီထောင်မှာရှိတဲ့ဖန်းစည်းခံကျောင်းသားတွေအမှုကိုမစစ်ဆေးနိုင်မင်းနဲ့ရုံးချင်းပြန်လဲချင်းဆိုခဲ့တဲ့ဆိုတဲ့တဲ့ရန်ကုန်မြို့ပဲအဲကွန်းရထားစီးနှင်းကစက်နေရကိုရှော့ချခဲ့တဲ့ဆိုတဲ့သတင်းတွေပါဝင်ပါတယ်ဆက်သုံးချိန်မြောက်ပြောင်စုလွတ်တော်ပုံမှန်အစည်းအဝေးကိုဒီဇင်ဘာလ22ရက်နေ့နေ့လယ်12နာရီကကျင်းပခဲ့ရာ2016-2019ဘဏ္ဍာနှင့် ဘဏ္ဍာငွေအရာအသုံးဆိုင်ရာဥပဒေချမ်းပါရငွေသုံးငွေတွေကိုအဖွဲ့အစည်းတွေပြည်အောင်စုအဆင့်အဖွဲ့အစည်းတွေကလာရောက်ရှင်းလင်းခဲ့ပါတယ်ဒီသတင်းကိုတော့ 11web tv ကသတင်းတော့ဖြိုးကျော်လင်းကသတင်းသွားရောက်ရယူထားတာပါဒီကနေ့ဒီဇင်ဘာလ22ရက်နေ့73ကြိမ်မြောက်ပြောင်းစုလွှတ်တော်အစည်းအဝေးမှာတော့2016-2018ခုနှစ်မြို့သားစီမံကိန်းဥပဒေချမ်းနဲ့စီမံကိန်းများအပါအဝင်2016-2018ခုနှစ်ဗန်နာငွေအရာသုံးဆိုင်ရာဥပဒေချမ်းနဲ့ရငွေသုံးငွေများစည်းရင်းကိုတော့ဗဟုအစ်အဖွဲ့အစည်းများနဲ့ပြည်အောင်စုအစည်းအဝေးအဖွဲ့အစည်းများကဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။ အခုလိုရှင်းပြတောင်းခံရမှာနိုင်ငံတော်သမ္မတရုံအပါအဝင်အဖွဲ့အစည်း12ခုကနေအဲ့ဒီအစည်းအဝေးမှာအဖွဲ့အစည်းတွေရဲ့မူဝါဒတွေကိုပြောဆိုပြီးရငွေတောင်းခံငွေတွေကိုရှင်းလင်းတောင်းဆိုခဲ့ကြပါတယ်။ဒီလိုတောင်းခံမှုမှာနိုင်ငံတော်သမ္မတရုံကလာရောက် ရှင်းလင်းတောင်းခံမှုကိုသမ္မတရုံဝန်ကြီးဌာနတစ်ရဲ့ဒုတိယဝန်ကြီးဦးကျကျော်ဝင်းကအခုလိုရှင်းလင်းတောင်းခံခဲ့ပါတယ်။တမန်သုံးစေးကောင်မှကြက်1924တန်းဖြစ်ပြီးငွေလုံးငွေရင်းအသုံးစေးပေါင်းမှာ ကြက်ခြေတန်းဖြစ်ပါသဖြင့်စုစုပေါင်းအသုံးစိတ်ပေါင်းမှာကြက်12934တန်းဖြစ်ပါလေတမန်အသုံးစိတ်တောင်းခံွေမှာကြက်12986ဒသမ93တန်းဖြစ်ပြီးငွေလုံးဝယ်ရင်အသုံးစိတ်မှာကြက်30ဒသမ3934တန်းစုစုပေါင်းကြက်11986ဒသမ938တန်းဖြစ်ပါလေ ို့ဖြစ်ပါ၍သူသူပေါင်းအသုံးစိတ်ပေါင်းဖြစ်တော်ကြ1934တန်းတဲ့ကြ948ဒသမ39တန်းရော့နေတောင်းခံထားပါလေယခုတင်ပြထားတဲ့1900 2016ခု2016ခုဘန္ဒရေးနှစ်ပြည်တော်စုဤကဏ္ဍငွေအရာသုံးဆိုင်ရာဥပဒေကြားမှာပေါင်ဝင်တဲ့နိုင်ငံတော်တပါယုံရာသုံးကမ်းမှန်းကြီးငွေစင်းကိုပြည်တော်စုလွှတ်တော်ကအတည်ပြု ပြပါရန်နေသောသောတင်ပြရင်ကျွန်တော်ရဲ့တင်ပြမှုဒီကုန်ချော့ပါသဒ္ဒနာယဝန်ကြီးဌာနကလည်းလုပ်ငန်းစီမံကိန်း18ခုအတွက်989ဒသမ36နှစ်တန်းအဆိုပြုတောင်းခံထားပြီး2066ခုဘန်နာရီနှစ်အတွက်တာမန်အသုံးစိတ်13800ဒသမ916တန်းနဲ့ ငွေလုံးငွေရင်းအသုံးစိတ်698.18သန်းခွင့်ပြုပေးဖို့တောင်းခံခဲ့ပါတယ်။ရွေးကောက်ပွဲကော်မရှင်ကလည်းစုစုပေါင်းကျပ်15,333.41တန်းခွင့်ပြုဖို့တောင်းခံခဲ့ပါတယ်။မြန်မာကျပ်ငွေနဲ့ရောင်းချတဲ့34ကြိမ်မြောက်အိတ်ဖွင့်တင်တာပလဲရောင်းချပွဲတော်ကိုနေပြည်တော်ရှိမနိရတနာကြောက်စိန်ခမ်းမှာဒီဇင်ဘာလ22ရက်နေ့ကစတင်ခဲ့ပါဗျာ။ ပြပွဲကိုပြည်တွင်းကုန်သည်တွေနဲ့ရတနာဆိုင်130တို့နဲ့တရုတ်ဟောင်ကောင်အစရှိတဲ့နိုင်ငံတွေကပြပကုန်သည်တွေလည်းလာရောက်ခဲ့ပါတယ်။ရောင်းချရမှာပလဲအတွဲပေါင်း386တွဲအလုံးရည်အနေနဲ့ပလဲ2သိန်းကျော်ရှိပြီးအခြေခံကြံခင်းစစ်မှာတတွဲကိုကြက်3သိန်းခွဲကနေဈေးအမြင့်ဆုံးကြက်3300ကျော်အထိရှိပါတယ်။စုစုပေါင်းအတွဲအလုံးရည်ကြံခင်းစစ်မှာကြက်တန်းပေါင်း2200ကျော်ရှိပါတယ်။ လက်ရှိပလဲရောင်းချပွဲမှာရောင်းချလျက်ရှိတဲ့ပလဲအရည်သွင်းတဲ့ပြည်ပကုံတွေတွေစိတ်ဝင်စားမှုအခြေအနေတွေကိုမြမပလဲလုပ်ငန်းရောင်းချဖြန့်ဖြူးရေးဌာနခွဲမှဒေါ်မြမဝင်းကအခုလိုပြောပါတယ်မြမကျန်းဝင်တဲ့ရောင်းချတဲ့ပွဲပါဒါပေမဲ့ထူးခြားတာကနိုင်ငံသားကိုဖြစ်ပါတယ်ဒီဘက်မှာနိုင်ငံသားကြီးအခုရဲ့ဝဲလို့အားနဲ့ request တော့တဲ့အခက်ကြောင့်မလို့သူတို့လည်းပေါ့နော်သူကြီးကြရတယ်အခုကတော့အများဆုံးကတော့ဂျပန်နိုင်ငံမှာဂျပန်ရှိနေစိတ်ရောက်ရှိပါတယ် ်အခုကမတော်ထိထားတဲ့ကုမ္ပဏီနေရောပြည်ရင်းကုမ္ပဏီရောကုမ္ပဏီပေါင်းဆိုင်ကြရနာဆိုင်ရောကုမ္ပဏီရောပေါ့နော်ဆိုတော့ကတော့130ရှိပါတယ်ပြပကုမ္ပဏီကတော့35ဦးရှိပါတယ်ဒီကောင်ကအဲတက်ရောက်တဲ့အနေထားတော့အခုချိန်မှာအကုန်လုံးပြကြမပြရဘူးတော်တော်များများတော့ရရှိနေပါတယ်အေးရနီးပါးတော့ကြောက်နေကြပါတယ်ဈေးအမြင့်ဆုံးပဲပါတယ်လေခုနပြောခဲ့တဲ့ကောင်က3300ကျော်3300ဆက်ထောက်ပြီးကျော်အမြင့်ဆုံးတော့ဒါအကျန်းကြီးစိအမြင့်ဆုံးပေါ့နော်ပုံငယ်ရဲ့ကြီးစုပြီးတော့ကြိုက်သွားတဲ့ကောင်ကမူတည်ပြီးတော့လေဒီထက်ဈေးကတိုးပြီးတော့ရနိုင်တာပါ အမျိုးအစားတော့အဲ့အတွဲအမျိုးအစားတော့ round ပေါ့နော်လုံးဝပလဲဖြစ်တယ်ဆွေရောင်ပလဲဖြစ်တယ်စားဖိအနေနဲ့ကမျက်နှာပြင်ချုံမြင့်မှုကတော့မျက်နှာပြင်စားဖိ1လို့သတ်မှတ်ထားတယ်စားဖိ1ဆိုတာမတော်သတ်မှတ်ချက်မှာစားဖိ1ဆိုတာအဆက်ပြောက်ကင်းစင်တဲ့အဆက်ပေါ်မှာအဲ့ဒီ flavor ဖြစ်ပါတယ်ပြပွဲကိုဒီဇင်ဘာလ22ရက်နေ့ကနေ24ရက်နေ့အထိပြသရောင်းချသွားမှာဖြစ်ပါတယ်။ကြီးခဲ့တဲ့မြန်မာကျပ်ငွေနဲ့ရောင်းချတဲ့33ချိန်မြောက်ပလဲရောင်းချပွဲကနေပလဲအတွဲပေါင်း358တွဲရောင်းချခဲ့ရပြီးကျပ်တန်းပေါင်း2000ကျော်ရရှိခဲ့ပါတယ်။ ဒီမိုကရေစီတင်ညာရေးတပိတ်စစ်ကြောင်းကဖမ်းဆီးခံကြောင်းသားတွေနဲ့ဝန်ရံသူတွေကိုဒီဇင်ဘာလ22ရက်နေ့ကတာယာရီမြို့နယ်တရားရုံးမှာ32ကြိမ်မြောက်ရုံးထုတ်ခဲ့ပါတယ်။ရုံးချိန်မှာဘာကတာဥက္ခရကိုကျော်ကိုကိုကိုမျက်ကွယ်မှာစစ်ဆေးခဲ့တဲ့စစ်ချက်တွေကိုအစမှပြန်လည်ဖက်ပြမှတ်တမ်းတင်လာကြောင်းအမှုကိုအစ်မစစ်ဆေးနိုင်ခဲ့ပဲရုံးချိန်ပြန်လည်ချိန်ဆခဲ့ပါတယ်။ဖမ်းဆီးခံကြောင်းသားတွေကသူတို့အမှုမှာအချိန်ကြာမြင့်နေပြီဖြစ်ပေမဲ့တရားလိုသာစစ်ဆေးပြီးဖြစ်တာကြောင့်ဒီဘက်မှာနှစ်ရက်စစ်ဆေးပြီးဖို့ မြို့နယ်တရားသူကြီးကိုရုံးချင်းမှာတင်ပြခဲ့ပါတယ်။တရားသူကြီးကဇန်နဝါရီလမှာဆောင်ရွက်ပေးနိုင်ဖို့တင်ပြပေးမယ်လို့ပြောကြားခဲ့တယ်လို့ဘကသမြအဖွဲ့ချုပ်ကမဖြူဖြူအောင်ကပြောပါတယ်။အမှုကိုမြင်းမြန်ဆန်ဆန်စစ်ဆေးနိုင်ဖို့အတွက်တင်ပြခဲ့တာနဲ့ပတ်သက်ပြီးမဖြူဖြူအောင်ကအခုလိုပြောပါတယ်။တရားရုံးကတကယ်ပြောလို့ရှင်ဒါတော်တော်ကြာလာပြီပေါ့နော်ဟိုလာဟိုလာဟိုလာကြော်လာပြီအချိန်ခါလာမှာကျွန်တော်အခုဆိုတရားလိုတယောက်ပဲဆက်ရတဲ့အနေထားအဲ့တော့ တရားလိုပြတက်တရားလည်းတော်တော်များတယ်ရောက်40ကျော်တယ်ဆိုတော့ကျွန်တော်ကဒါမြင်မြန်ဆန်ဆန်လေးစစ်ချင်တယ်အမှုမြင်မြန်လေးပြီးချင်တယ်ပေါ့နော်ဟိုမိဘတွေလာတာတော့ခက်ခဲတာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီဟာကိုလည်းဟိုအခုလိုမျိုးပေါ့နော်တောက်လျှောက်လာတာမျိုးမဟုတ်ဘဲနဲ့အဆင်ပြေတဲ့ဘက်ကပဲလာဖို့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်အဓိကမြင်မြန်ပြီးချင်တဲ့အဓိကရည်ရွယ်ချက်နဲ့ကျွန်တော်တို့တရားကိုယုံကြည်နဲ့ချိန်ခေါ်လာပါတရားလိုမြင်မြန်စစ်ဖြစ်အောင်ရုံးချင်းမှာစေးုံတက်နေတဲ့ဝင်းရံသူတူဦးဖြစ်တဲ့ဦးမြကြီးအတွက်အာမခံလျှောက်ထားမှုကိုပယ်ခံခဲ့ရပြီးနောက်ထပ်လေးဦးထပ်မံလျှောက်ထားခဲ့ပါတယ် ဒီကနေ့ယုံကြည်နေပတ်သက်ပြီးចောင်းသားတွေဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွတ်တော်ရှင်တွေဥလမျိုးမြင့်ကအခုလိုပြောပါတယ်။အမှုဆက်ဆက်ကပြန်ပြီးတော့ဖတ်ပြီးတော့ပြန်ပြင်သွင်းပါလား။အတက်ကြရှင်းနေတယောက်ပူသားရှင်နောက်ရှင်းနေတယောက်ပြောင်းပြောင်းပြီးတော့သွင်းနေပါလား။အဲ့ပြန်လာပါဒီနေ့ပြန်အခုဆိုရှင်တော့တော့ပြီးသွားပြီပေါ့။တော့ပြီးသွားဥအောင်သိရဲ့ကျွန်တော်ရဲ့ခဏရမှာပြီးသေးတယ်။9 9 9ရှိ9ရှိဟုတ်တယ်။အဲ့တော့ယုံကြည်နေပတ်လောက်ဒီတိုင်းပဲသွားနေ။အဲ့ဒီနေ့တော့ပြီးအောင်ပြန်ပြန်ပြီးအောင်သွင်းမယ်လို့ပြောတယ်။ဟုတ်ပြီးအောင်ဒီယုံကြည်နဲ့နောက်ယုံကြည်ဒီလာထဲမှာ ပြီးအောင်အပြတ်ဖြတ်မယ်ပြောတယ်ဒီလာလည်းမပြီးအောင်ပြတ်ဖြတ်မယ်ပြောတယ်။ဟိုလာလို့ရှိရင်လည်းဟိုတာဝန်ယူပြီးတော့ရှိတဲ့ရှိတဲ့တာဝန်ယူပြီးတော့တွင်းပေးတယ်။အဲ့လိုအဲ့လိုလုပ်ပြတယ်။ဥပမာ Robert Sound ဆိုရင်မလာနိုင်သေးဘူးဆိုရင်သူစကျွန်တော်ကျွန်တော်တွင်းပေးဖို့သူကမှားမှားသားပါလေ။ပြောလဲပြောထားသေးတယ်။အဲ့လိုအဲ့အားပြီးသွားရောနောက်နောက်ကြလို့ရှိရင်တော့တက်တေစဥတီယာစဆက်နေတယ်။ဟို LeBron မြို့နယ်အုတ်ချွေအုတ်ချွေမြို့သူကဒုတိယမှာကြီးတယ်။အဲ့သူ့ကိုစဆက်နေတယ်။ဥတီယာဥတီယာစဆက်နေတယ်။ဒီလိုပဲတက်တေပေါ့။ဒီလိုပဲတက်တေနဲ့စဆက်နေတယ်။ ဒီမိုကရေစီပညာရေးသပိတ်ကចောင်းသားတွေနဲ့ဝင်ရသူ80ကိုပြည်မှုဆိုင်ရာဥပဒေပုံမှန်143 145 149 335 332နဲ့905ခါဝေးတို့နဲ့တရားဝင်မျိုးနဲ့တရားရုံးမှာတရားစွဲဆိုထားတာဖြစ်ပါတယ်။အမှုမှာ6လကျော်ကြာမြင့်တဲ့အထိတရက်လို့တဦးတည်းကိုသာစစ်ဆေးထားပြီးဖြစ်ပါတယ်။ရန်ကုန်မြို့ပယ်အဲကွန်းရထားတွဲဆိုင်လေးဆိုင်ရဲ့ရင်းစည်းကနှုံထားတွေကိုဒီဇင်ဘာလ22ရက်နေ့ကစတင်ပြီးတော့ရှော့ချလိုက်ပါတယ်။ ယခင်300ကျပ်ကောက်ခံရကနဲ့ယခု200ကျပ်သာကောက်ခံနေတာဖြစ်ပါတယ်။ရထားပို့ဆောင်ရေးဝန်ကြီးဌာနသွားလာရေးမန်နေဂျာဦးကျော်စိုးလေးကအခြေခံလူတန်းစားအသုံးပြုမှုများပြားလာစေဖို့နဲ့ပြည်သူတွေအသုံးစိတ်ရော့ချနိုင်စေဖို့နှုံထားတွေကိုရှော့ချကောက်ခံတာဖြစ်တယ်လို့ပြောပါတယ်။ရန်ကုန်မြို့ပတ်စနစ်မှာကောက်ခံတဲ့ရထားကနှုံထားတွေဟာမိုင်လုံးလိုက် ကောက်ခံရမှာရိုးရိုးတွဲအထူးတွဲ အဲဂွန်တွေတတ်မှတ်ပြီးမျိုးစားခွဲက50ကျက်ကနေကျက်400အထိကောက်ခံနေတာဖြစ်ပါတယ်။ရန်ကုန်မြို့ပတ်ယထာလမ်းမှာနေ့စဉ်ပြည့်စွဲနေတဲ့အဲဂွန်ယထာ6ဆိုင်းပါဝင်အထူးယထာတွေရိုးရိုးတွဲ23ဆိုင်းနဲ့ရန်ကုန်မြို့ရှိလူဦးရေ400ခန့်ကိုတည်ယူပို့ဆောင်နေတယ်လို့ဆိုပါတယ်။အေကွန်ယထာတွေကို2014ခုနှစ်စက်တင်ဘာလ29ရက်နေ့ကစတင်ပြီးရန်ကုန်မြို့ပတ်ယထာလမ်းမှာအသုံးပြုပြည့်စွဲခဲ့တာဖြစ်ပါတယ်။